ဒီတစ်ခေါက်မှာတော့မြန်မာစာသင်ယူညွန့်တန်းအထက်ကအထင်ရှားဆုံးပြဿတပုံဖြစ်တဲ့ရေဒီပြဿကြောင်းကိုပြောပြသွားမှာပါအထူးသဖြင့်တတိမတန်းကြောင်းသွားတဲ့အတွက်အရန်ရေးချည်ရဲ့ဒီပြဿရဲ့အတွင်းတပိုးသူ့ရဲ့နည်းနည်းတဲ့အတိပ္ပယ်တွေကိုအတူတူလည်လာကြည့်ကြရအောင်ရေဒီပြဿဆော့တာကြောက်ကြမှာပါဇက်လန်းကိုလည်းတည်တယ်လို့ထင်ကောင်းထင်ကြမယ်ဒါပေမဲ့လေတကယ်တော့ဒီပြဿကထင်တယ်လို့မယူရှင်ဘူးသူ့နောက်ွယ်မှာခွဲဖဲတယ်နန်းတွင်းနိုင်ငံရေးကိစ္စတွေအများကြီးရှိနေတယ်ကဲဆိုတော့ ဒီပြားဆိုင်ရဲ့အပေါ်ယံအလွာတွေကိုတခုချင်းစီခွာပြီးသူ့ရဲ့တကယ်အနစ်သာရကဘာလဲဆိုတာကိုရှာကြည့်ကြရအောင်ဟုတ်ပြီပထမဆုံးအနေနဲ့ပေါ့နော်ဒီပြားဆိုင်နဲ့ပတ်သက်ပြီးနားလိုက်မှုလွေးနေတဲ့ချက်လေးတွေကိုရင်ရှင်းချင်ပါတယ်ဒီလောက်တောင်ပြောင်မြောက်တဲ့စာပေလဲလျာကြီးကဘလို့ချိန်နေမျိုးအနေမွေးဖွာလာတာလဲသူ့ရဲ့သမိုင်းတောင်ခံကိုရေစုံကြီးလိုက်ကြရအောင်ဒီပြားဆိုင်ကိုရဲခဲတာကတော့အားလုံးထိကြတဲ့အတိုင်းပါပဲကုန်းပေါင်ခေရဲ့စာပေပြီးရင်တဆုလိုတောင်ပြောလို့ရတဲ့စစ်လေးဥပွင့်ညပါသူရဲ့နာမည်အကြီးဆုံးပြည့်စက်ကြီးငါးပုတ်ထဲမှာအဲတပုတ်အပါဝင်ပေါ့ ဒါဆိုရင်ဒီပြဆက်ကိုဘာလို့ရေးခဲ့တာလဲဖြော်ဖြေးတက်တက်ပဲလားအဲ့ဒီလိုလုံးဝမဟုတ်ပါဘူးတကယ်အကြောင်းရင်းကပိုပြီးနက်နဲတယ်ဒါဟာတကယ်ဖြစ်ပျက်ခဲ့တဲ့နန်းတွင်းရေအကိုနဖားချကပြဿနာတစ်ခုကိုဖြေရှင်းဖို့အတွက်ပြဆက်ပုံစံနဲ့ရေးခဲ့တဲ့အစစ်မြင့်တောင်းမလွာတဆောင်လိုပါပဲဇလန်ကဒီတော့ဗျမေရောမင်းနဲ့သူ့ရဲ့အညီတော်ကနောင်မင်းသားတို့ကြားမှာနိုင်ငံအရေးနဲ့ပတ်သက်ပြီးနားလည်မှုလွယ်တာတွေဖြစ်ခဲ့တယ် အဲနောက်မှာတော့ကနောင်မင်းသားကအရန်ကိုနောင်ထားရပြီတော့လေအကိုတော်ပေါ်မှာသူပလသစ္စာရှိကြောင်းယေရှုတိတဲ့ကြောင်းကိုလူပေါ်အလဲမှာပြကြံလာတယ်အဲဒါနဲ့ဥပ္ပညောကိုဒီပြစ္စလီရေးပေးပါဆိုပြီးတာဝန်ပေးလိုက်တာပဲဖြစ်ပါတယ်အဲ့လိုနည်းနည်းတဲ့ဤပေးချက်ကြီးကိုအကောင်အထည်ဖော်ဖို့ဆလေးဥပ္ပညထုံးသွားတဲ့နီလန်ကတော့တကက်ကိုအံ့ဩစရာပဲသူမလုပ်လိုက်လဲဆိုတော့ဇလန်းနှစ်ခုကိုတချင်တဲမှာအပြိုင်ဖြစ်နေတယ်လို့မျိုးကြစ်ကြစ်လေးလေးနဲ့ရက်ကန်းဆက်ပြသွားခဲ့တာဗျဆိုတော့ တစ်ဖက်မှာဘာကိုတွေးရမလဲဆိုရင်အင်မတန်ဆင်းရဲတဲ့ရေဒီလင်းများရဲ့ရေရားအခက်ငူရားအခက်ဘွားဆလန်ပေါ့နောက်တစ်ဖက်မှာကျတော့လုံးဝကိုစန့်ကျင်ဘက်လီနက်တီဂျီရဲ့ဥရိယာမင်းကြီးနဲ့ညီတော်အင်ရှင်မင်းသားတို့ရဲ့နန်းတွင်းဇက်အင်ကိုတင်ဆက်ထားတယ်ရေဒီရဲ့ဇက်ကွက်ကတော်တော်လေးစိတ်ဝင်စားဖို့ကောင်းတယ်သူအသေးအံစူရင်တော်ကရောက်နေတာဘာတက်လို့ထင်လဲတခြားမဟုတ်ဘူးသူတပွားလုံးစုထားတဲ့ပိတ်ဆက်နေငယ်လေးရတဲ့ပဲ မြင်းရောင်ကြည့်လိုက်ဆောင်မှာတန်ဘိုးကရန်နေတဲ့ငွေသားလေးရွေးလေးကိုပဲစိတ်ခဲမှာစွဲနေတာတခြားသူများတွေ့သွားမလားဆိုတဲ့စိုးရင်စိတ်နဲ့မွန်းတဲ့နေပူကြီးထဲမှာတဲဘူကတော့ဂရုမဆိုင်နိုင်ပဲပြေးလွားပြီးသွားစစ်ဆဲတဲ့အထီကိုဖြစ်နေတာအဲ့ဒီမြင်ခွင်းလေးတစ်ခုတည်းနဲ့တင်အဲ့ဒီခက်ကစင်းရဲသားတွေရဲ့ဘဝကိုထိထိမိမိကြီးတယုတ်ဖော်သွားနိုင်ခဲ့တယ်။ကဲရေဒီရဲ့ရေတဝတ်ငိုတဝတ်ဇလန်းကနေလေးနဲ့တဲ့နန်းတွင်းစာကော့ပတ်ကိုတစ်ချက်ပြန်ကူးကြည့်အောင် ဒီဘက်ဇလက်မှာတော့ညီတော်အိရှိန်မြင်းကအခုတော့ကိုတစ္ဆာဖောင်းမိမလို့ဖြစ်သွားပြီးနောက်မှာကြီးမာတဲ့နောင်တတရားနဲ့အတူခွလွန်မှုကိုပြန်ပြီးတောင်းခနဲ့ကျောင်းကိုတွေ့ရမှာပါဟုတ်ပြီအခုဒီပြည့်စက်ရဲ့အလေးကဝတ်ဖယ်ကိုလန်ကြည့်ရမယ်ချိန်ရောက်ပြီဇကွက်နှစ်ခုကိုဘာလို့ရှင်းပြီးပြထားလာလဲတကက်သမိုင်းနဲ့ရောဘယ်လိုဒီသွားသည်ချိန်ဆက်ထားတယ်လဲအတူတူဖော်ထုတ်ကြည့်ကြအောင်ဒီပြဇက်တစ်ခုလုံးဟာနိုင်နိုင်ဤခိုင်းနိုင်ပုံခိုင်းနိုင်လို့ခေါ်တဲ့ political allegory ပုံစံနဲ့ရေးထားတာပါအဲ့ဒါဘာကိုပြောရလဲဆိုတော့ဇလန်တက်မှာပါတဲ့ စကောင့်တွေနေရာတွေဖြစ်ရက်ထိအားလုံးဟာတကယ်အပြင်လောကကလူတွေနေရာတွေဖြစ်ရက်တွေကိုကိုးစားဖြူတဲ့သင်္ကေတတွေချီပဲဒီနေ့ကတော့ချက်ပဲပြဇတ်ထက်ကဥရမင်းကြီးဆိုတာတကယ်တော့မေတုံမင်းညီတော်အင်ရှိမင်းသားဆိုတာကနောင်းမင်းသားပြီးတော့ဗာဒနာဒီပီဆိုတာကလည်းမန္တလေးနီးပြည်တော်ကိုတိုက်ရိုက်ရင်းညွှန်တာပါဒီလိုပုံဖော်လိုက်တဲ့အခါမှာဒီပြဇတ်ဟာတာမန်ဖျော်ဖြေရဲ့စက်တစ်ခုမဟုတ်တော့ဘူးနန်တွဲမှာတရားဝင်ကြီးညာတဲ့တစ္ဆာဆောင်တည်မှုပြယုတ်တစ်ခုဖြစ်သွားတော့တာပဲဆိုလိုတာက ဇကုံပေါ်မှာညီတော်မင်းသားကအကူတော်ကိုဝန်းချတောင်းပန်နဲ့မြင်ကွင်းကနေတဆင်အပြင်လောကကကနောင်မင်းသားကမင်းတုံမင်းပေါ်သူ့ရဲ့လေစားမှုနဲ့ဂျေစုတရားကိုနန်းတွင်းတကူလုံးရဲ့ရှေ့မှာပေါ်ပေါ်ထင်းထင်းကြီးပြသက်လိုက်တာနဲ့အတူတူပါပဲဟုတ်ပြီဒီလောက်နိုင်ငံရေးကအရေးကြီးတဲ့အကြောင်းအရာတစ်ခုကိုစစ်လင်းဥပညာကဘယ်လိုများအချိန်နဲ့ဘလောက်ကြာကြာခင့်မိနေမဲတန်ဖိုးရှိနေမဲအမှုပညာလက်ရတစ်ခုအဖြစ်ဖန်တီးနိုင်ခဲ့တာလေသူ့ရဲ့ဉာဏ်ကြီးပုံကတိညာမှာပေါ်လွင်တာပဲနည်းနည်းတဲ့နိုင်ငံရဲ့အသေးပေကို ထမြက်တဲ့ဟာတဉဏ်ဒီတကယ်အပြင်လောကမှာဖြစ်နေတယ်လို့တယုတ်ဖော်မှုတွေပြောတာမှလူရန်စပေါ်ထားတဲ့စာနာမှုတွေနဲ့အချိုးညီညီရောစပြသွားနိုင်ခဲ့လို့ပဲသူ့ရဲ့စကလုံးအတုံးအနှုံးဘလောက်ပြောင်မြောက်လဲဆိုတာဒီဥပမာလေးတစ်ခုကြည့်တာနဲ့သိနိုင်တယ်စိတ်ပြက်အောင်လာပါတဲ့မရဲစီးတဲ့စဉ်းစားကြည့်စိတ်ပြက်တာနဲ့လာတာဆိုတဲ့စန့်ကျင်ဘက်အဒီပေနှစ်ခုကိုပေါင်းဆက်ပြီးသူတို့ရဲ့စေရမွဲတည်မှုကိုဘလောက်တောင်ထိမိပြီးအမတ်ရလွယ်အောင်ဖော်ပြသွားလဲဆိုတာပဲ နောက်တစ်ချက်ကဒါကရှေးဆက်တော်ကြီးကပူဖြစ်ပြီးပြည်ပတ်နဲ့တသားရီကြတော်အောင်လုပ်နိုင်ခဲ့တယ်။ဘယ်လိုလုပ်လဲဆိုတော့အဲ့ဒီခေတ်မန္တလေးကလူတွေနေစဉ်သုံးနေတဲ့သကလုံးတွေအထုံးထုံးတွေကိုဇက်ထဲမှာထည့်သုံးလိုက်တာပဲ။အဲ့ဒီအခါမှာဇလန့်ကအသက်ဝင်လာပြီးပရိသတ်နဲ့အရန်ကိုနှိစက်သွားတော့တာပေါ့။ဒီလောက်ဆိုရင်တော့ပြက်ဆက်ရဲ့နောက်ွယ်ကဇလန်ရောအတွင်းသမို့ကိုပါတဘောပေါက်လောက်ပြီးထင်ပါတယ်အခုចောင်းသားရိုတဲ့အရေးကြီးဆုံးအပိုင်းကိုရောက်လာပါပြီစာမေးပေတာတည်ထားရမယ့်အနည်းဆုံးအချက်တွေကိုတစ်ချက်ကြည့်လိုက်ရအောင် ဒီပြဿနာပြီးချင်တယ်အဓိက message တွေဒါမှမဟုတ် theme တွေပါစာမွေးပွဲမှာပြန်ဖြေဖို့အတွက်ဆိုရင်တော့ဒီအချက်တွေကအသက်ပဲ2ဂျေဇုတည်တတ်ခြင်း2လောဘရဲ့ under 3ခွင့်လွှတ်ခြင်းရဲ့တန်ဖိုးပြီးတော့4အဲ့ဒီခေတ်ကလူမှုဘဝကိုတည်ယူဖို့ထားတာဒီအချက်တွေကိုသေချာမှတ်ထားဖို့တော့လိုတယ်နော်ဒါမှမဟုတ်အချို့အနေနဲ့ပြောရရင်ယေဒီပါဇက်ဆိုတာယိုယိုဇလန်တပုတ်ထက်အများကြီးပိုပါတယ် ဒါတမိုင်းမတန်လည်းဟုတ်တယ်နိုင်ငံရဲ့အမှုပညာလည်းဟုတ်တယ်ပြီးတော့တကယ်ကို ပြောမြောက်တဲ့စာပေလက်ရာတစ်ခုလည်းဖြစ်တယ်ဆိုတဲ့အလွှာပေါင်းစုံကိုမြင်တတ်ဖို့လိုပါတယ်ကဲနောက်ဆုံးအနေနဲ့စဉ်းစားစီတာမေကွန်လေးတစ်ခုနဲ့ပဲညီကုန်းချုပ်လိုက်ခြင်းပါတယ်စာပေတစ်ခုကတမိုင်းကိုတကယ်ပြောင်းလဲနိုင်စွမ်းရှိသလားဒီပြဿတ်ကိုကြည့်ရင်တော့အဖြေတစ်ခုခုတော့ရနိုင်မယ်ထင်တယ်ဘာလို့လဲဆိုတော့ပြဿတ်တပုတ်ကြီးနဲ့နန်းထွေးညိနှောင်ကြားကအကြောင်းကိုပြန်ဆက်ပြနေနေတယ်လေး ဒါဟာအမှုပညာဆိုတာတကယ်လက်တွေ့ဘဝပေါ်မှာဘလောက်တောင်အစွမ်းထက်တဲ့တည်ရောက်မှုတွေရှိနိုင်တယ်ဆိုတာကိုပြနေတဲ့အကောင်းဆုံးတက်တီတစ်ခုပါပဲ။